အနာသိစစ်ကောင်းဆောင်ဟာရွေးကောက်ပွဲအထမမြောက်မအောင်စိုးရိမ်နေပုံရတယ်လို့နိုင်ငံရေးအတိုင်းဝန်ကပြောဆိုပါတယ်အောင်သူပေးပို့ထားတာပါရှင်အနာသိစစ်ကောင်းဆောင်ကပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်85ပုံမှန်128နဲ့ပုံမှန်155တို့အရာဖြစ်တော်ကိုယ်စားလှယ်၃ပုံတစ်ပုံတက်ရင်တော့ရွေးကောက်ပွဲအထမြောက်နိုင်တယ်လို့ပြောဆိုလာတဲ့အပေါ်အခုလိုတုံ့တက်ကြတာပါတနင်္ဂနွေလုံးမှာတိုက်ပွဲတွေပြင်းထန်နေပြီး ဆုံးရှုံးနေမြေများလာတဲ့အနာသိန်းစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုအကန့်အသတ်နဲ့ကျင်းပရတော့မယ့်အခြေအနေမှာစစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲဟာအထားမြောက်မှာမဟုတ်ဘူးလို့ပြောဆိုတဲ့နေထွက်လာခြင်းစစ်ကောင်ဆောင်ကအခုလိုထုတ်ဖော်ပြောဆိုလာတာပါအခုအနာသိန်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အတိအမှတ်ပြုမှုနဲ့လုံလုံရေးအပေါ်မှာအနာသိန်းစစ်ကောင်ဆောင်အနေနဲ့စိုးရိမ်နေတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဘက်ကလည်းစိုးရိမ်ချက်တွေရှိနေတယ်လို့ ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ်။အဲဆိုရင်ပူပါမှုတွေကတော့အားလုံးမှရှိကြပါတယ်။ဟိုကျွန်တော်ထင်ပါတယ်ကာကြုတ်ကြီးကိုယ်တိုင်လည်းရှိပါလိမ့်မယ်။ဒီအစိုးရဖွဲ့ဝင်လုပ်နေကြတဲ့ဝင်ကြီးတွေရောဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်တွေရောရှိကြပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံရေးပါတီခေါင်းဆောင်တွေလည်းပဲရှိပါတယ်။အဲပါတီဝင်တွေကိုယ်တိုင်လည်းပဲကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာပြောတဲ့ဆိုတဲ့စကားတွေကိုကျွန်တော်တို့နားထောင်ကြည့်တော့လည်းအဲဆိုရင်ပူပါမှုတွေရှိပါတယ်။ပြည်သူတွေလည်းရှိပါတယ်။ ခုနပြောသလိုပေါ့နော်ဒီဆိုရင်ပြပါမှုရှိတာကလည်းရှိတာတကြောင်းပေါ့ဗျာအမိမပန်းနိုင်ရပါလဲဆိုတော့လွှတ်တော်ခေါ်ဖို့ ਨੇ ယူကောက်ခံအစိုးရကိုကျွန်တော်တို့ကခေါ်ဆောင်ဖို့ပေါ့နော်အခြေတမေစီလည်းဖြစ်မဲ့ယူကောက်ဝဲလည်းဖြစ်လာမယ်ယူကောက်ဒီမြောက်ခံအစိုးရလည်းဖြစ်လာမယ်ဆိုတဲ့အနေအထားကိုဥတည်ပြီးတော့မှကျွန်တော်တို့ကရွေးကောက်ပွဲတွေကိုကျင်းပရတာ哦အဲ့တော့ကျွန်တော်တို့ကရွေးကောက်ပွဲကျင်းပတဲ့ရည်ရွယ်ချက်ကအဲ့ဒီရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုနံပါတ်၁ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့သူတို့ဘက်က အခုလိုမျိုးစပြောလာတယ်လို့အဲ့လိုပဲကျွန်တော်တို့သုံးသပ်ပါတယ်ဗျ။အာနာဒိစ်ခေါင်းဆောင်ဟာရွေးကောက်ပွဲအထမြောက်ဖို့လှစ်တော်ခွန်နိုင်နေဆိုပြီးရင်းညွန်းတဲ့ပုံမှန်တွေဟာရွေးကောက်ပွဲကျင်းပပြီးလို့ပထမဦးဆုံးအကြိမ်လှစ်တော်ခေါ်တဲ့အခါမှာအဲ့ဒီလှစ်တော်အစည်းအဝေးတွေကိုလှစ်တော်ကိုယ်စားလှယ်အားလုံးရဲ့ထွက်ွက်ကြော်တက်ရောက်မှအထမြောက်တယ်လို့ဖော်ပြထားပြီးတကယ်လို့အဲ့ဒီကိုယ်စားလှယ်ဥယျာဉ်မတက်နိုင်ရင်အထမမြောက်တာကြောင့်အစည်းအဝေးကိုရွှေ့ဆိုင်းရပါပါ ဒါပေမဲ့လှစ်တော်ကိုဒုရီယာအကျင်းပြန်ခေါ်လာတဲ့အခါမှာတော့လှစ်တော်ကိုစလဲအ ਨੇ ဆုံးသုံးပုံတစ်ပုံတက်ရင်အထမြောက်တယ်လို့ဖော်ပြထားတာကြောင့်အဲ့ဒီအရေးအတွက်ဟာစစ်တပ်ကရယူထားတဲ့တက်ကိုစလဲ25ရာခိုင်နှုန်းနဲ့လက်ရှိစစ်တပ်ကကျင်းပဖို့ရထားတဲ့မဲဆန္ဒနဲ့အရေးအတွက်နဲ့ပေါင်းရင်ပြည့်မီတာကြောင့်အခုလိုရည်ညွှန်းပြောဆိုလာတာဖြစ်ပါတယ် အဲ့ဒီအပြင်စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပြင်ဆင်နေတဲ့ရွေးကောက်ပွဲစနစ်နဲ့ electronic မဲပေးတဲ့စနစ်ဟာတနင်္ဂနွေလုံးမှာစစ်ဖြစ်နေခဲ့ရင်တော့ရွေးကောက်ပွဲကျင်းပလို့ရနိုင်ပြီးမဲပေးမဲ့သူတယောက်ပဲရှိရင်လည်းရွေးကောက်ပွဲကအထောက်မြောက်တယ်လို့ပြောပါတယ်။ဒီအချက်ကိုကြည့်ချင်းအဖြစ်အာနာသိန်းစစ်ကောင်စီဟာဒီဒီချင်းအာနာသိန်းတက်တန်းပြည့်ရင်ရွေးကောက်ပွဲကိုကျင်းပဖို့ကာလုံကိုအာနာပြန်လွှဲပြီး ဂျားပြည့်အစိုးရတကယ့်ကိုဖွဲ့ကရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လှုပ်လာနိုင်တယ်လို့နိုင်ငံရေးလှလသုံးသက်သူဦးရှိန်ထွန်းကပြောဆိုပါတယ်၂၀၁၀ပေါ်စီမှုချင်းဆောင်ဥပဒေထဲမှာကအာခွတ်တော်အမှတ်မဲဘလောက်ရအနိုင်ရပါလဲဆိုတဲ့ဟာလည်းမရှိဘူးနောက်လူဦးရေမြမပြည်မှာရှိတဲ့လူဦးရေအားလုံးကကမ်းပေါင်းဘလောက်ကနေရွေးကောက်ပွဲမဲထဲမှာအထမြောက်တယ်ဆိုတော့လေဟိုကန့်တတ်ထားဥပဒေမရှိဘူးရွေးကောက်ပွဲဥပဒေထဲမှာလည်းမရှိဘူးနောက်ဂုံဂုံပြောရင်ခွတ်တော်အမှတ်တယောက်ကဘယ်သူမှမဲမထဲတော့သူ ကိုယ်တိုင်ချဲ့တဲ့မဲနဲ့အမတ်ချစ်လို့ရတဲ့အနေထားမျိုးဒီဟာပုံဖော်ဖန်ပြီးတဲ့အခါမှာဟိုဘလိုပဲကန့်ကွက်ကန့်ကွက်ကိုဟာကိုအထမြောက်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်နှစ်ထောင်ချစ်ဖွဲ့စည်းပုံဘောင်အတွင်းကနေပစားလို့ရတယ်ဆိုတော့တော့မြေမောင်းထိုးပြလိုက်တာပဲရွေးကောက်ပွဲကတော့ကိုအောင်သူဒီပုံမလို့တော့လို့ရှင်တော့မရမကတော့ဟိုမချစ်ချင်အောင်တော့လုပ်သွားမှာတော့သူ့မှာ25ရာခိုင်နှုန်းရှိထားပြီးသားဆို26ရာခိုင်နှုန်းအတွက်ပဲသူကကွက်ပြီးတော့မှလုံလို့ရတဲ့နေရာလေးတွေတော့ကွက်ပြီးလုပ်သွားမှာ အနာဒိစကောင်စီရဲ့ယူကော့ပွဲကော်မရှင်ဟာမဲဆန္ဒနဲ့တရားသူစင်မှာယူကော့ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေပြီးအဲ့ဒီယူကော့ပွဲကိုဝင်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီ54ပါတီကိုပါတီနှစ်ပုံတင်ထုတ်ပေးပြီးဖြစ်တယ်လို့အစ်တထက်မှလျှောက်ထားတဲ့ပါတီ20ကျော်ကလည်းစစ်ဆေးဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ